channel လေးနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့ Telegram မှာပေါ့နော်เนาะ Adobe profile မှာကျွန်တော်တို့သချင်းထက်နီးလေးကိုဒီဗီဒီယိုလေးမှာ share လုပ်ပေးတော့ဖြစ်ပါတယ် Adobe profile ဆိုတာဘယ်လိုမျိုးလဲဆိုတာလေးကိုကျွန်တော်အခုလက်ရှိပြမယ်ပေါ့နော်အဲကျွန်တော်ဒီနေရာလေးမှာပေါ့နော်မြဲပြတာနေရာလေးကိုတစ်ချက်နေလဲလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်တို့ကသချင်းလေးပေါ့တယ်ပေါ့နော်သချင်းလေးပေါ့တယ်ဆိုတော့ဒီသချင်းလေးကိုကျွန်တော်ကတော့ YouTube no covid day sound နဲ့ပဲကျွန်တော်ဖိတ်ပြထားတယ်ပေါ့နော်အဲဆိုတော့ဒီရာလေးကိုကျွန်တော်တစ်ချက်နှိမ့်လိုက်မှာပေါ့နော် အဲဒါတော့ကျွန်တော်တို့ကဒီဗီဒီယိုလေးမှာတော့ဒီတခြင်းကိုကြိုက်လို့ရှိရင်ကျွန်တော်တို့ကကျွန်တော်တို့တခြားကောက်ကောက်နေပြီးတော့ဗောနော်တခြင်းလေးကိုကြိုက်လို့ရှိရင်ကျွန်တော်တို့ကဒီနေရာလေးမှာဗောနော် edit to profile ကိုနေလဲလို့ရှိရင်ကျွန်တော်တို့ရဲ့ဟိုပါဗောနော်ကျွန်တော်တို့ရဲ့ YouTube မှာလည်းအဲ့ဒီတခြင်းလေးပဲတော့ပေါ်တယ်ဗောနော်အဲ့ဒါတော့ edit to profile မှာတော့တခြားအကောက်ကနေပြီးတော့တခြင်းကိုမလိုဘူးဆိုစေတော့ကိုကြိုက်တဲ့တခြင်းကိုကိုစိတ်ကြိုက်ထည့်ကျင်နေဆိုလို့ရှိရင်တော့အဲကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစိုးရကြည့်ကောင်းမှရမှာဖြစ်ပါတယ် LMK test sense ဆိုတဲ့ Telegram page တွေမှာပေါ့နော်မိတ်ဆွေတို့ကျွန်တော်ကတော့ digital product လေးတခုရောက်ပေးမှာဖြစ်ပါတယ်အဲ့ဒါတွေကဘာလဲဆိုတော့ကျွန်တော်ဟို TikTok follower တိုးတဲ့ဟာတွေပြီးလို့ရှိရင် TikTok like တိုးတဲ့ဟာတွေပြီးလို့ရှိရင် Facebook follower ပြီးလို့ရှိရင်ကျွန်တော်တို့ Telegram မှာဆိုလဲ subscriber တို့တိုးတဲ့ဟာလေးတွေကိုကျွန်တော် product နေနဲ့ကျွန်တော်ရောက်ပေးမှာဖြစ်ပါတယ်ဈေးနှုန်းလဲချွတ်ချွတ်သာသာလေးနဲ့မိတ်ဆွေတို့ရောက်ပေးမှာဖြစ်ပါတယ်အဲ့ဒါတော့ အချိန်တိုင်းမြန်တယ်လို့ယူကြည်စိတ်ချရမှာလည်းဖြစ်ပါတယ်ပေါ့နော်အဲဒါကြောင့်မွတ်ဆယ်တို့ကအောက်ပေးချင်တဲ့သူတွေရှိလို့ရှိရင်ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ Telegram group တော့မဟုတ်ကျွန်တော်ရဲ့ YouTube မှာရှိတဲ့ Allocated Sharing ဆိုတဲ့ user name လေးကိုနှိပ်ပြီးတော့လဲကျွန်တော်ရဲ့အကောင့်လေးကိုမွတ်ဆယ်တို့ကလာရောက်ဆက်သွယ်ပြီးတော့ဝယ်ယူအောက်ပေးနိုင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ဒီမှာ Allocated Sharing ဆိုတဲ့ဟာလေးကိုလည်းကျွန်တော် description မှာထည့်ပေးထားပါမယ်ကျွန်တော်ရဲ့ channel လေးကိုလည်း join ပေးကြပါဦး အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစားလိုက်မှာပေါ့နော်ကျွန်တော်တို့ကကိုစစ်ချက်တခြင်းလေးကိုထည့်ချင်လို့ရှိရင်ဘယ်လိုထည့်လို့ရမလဲဆိုတော့ဒီဗီဒီယိုလေးပါပေါ့နော်ကျွန်တော် no copyright song ဆိုတဲ့ဂလူထဲကနေပြီးတော့တခြင်းလေးပဲထည့်ပြမှာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မွေစီတို့ကတော့ကိုကျက်တဲ့အချင်းကိုထည့်ပေါ့နော်ကျွန်တော်ကတော့ဗီဒီယိုလောက်တာဖြစ်တဲ့အတွက် copyright မိမဆိုလို့ကျွန်တော်ဒီလိုတခြင်းလေးကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်တို့ဒီထက်ဝင်ပြီးတော့ကျွန်တော်တို့တခြင်းတစ်ပုဒ်ကိုကျွန်တော် download ဆောင်နိုင်မှာပေါ့နော် ကျွန်တော်ဒီမှာတချင်းလေးရလဲတော့ပြီဆိုတော့တချင်းလေးရပြီပြပါတယ်အဲဆိုတော့ကျွန်တော်တို့တစ်ချက်ဖွဲ့ဆန်းကြည့်လိုက်မှာပေါ့နော်အဲတော့တချင်းလေးကိုကျွန်တော်ဖွဲ့ဆန်းကြည့်လိုက်တဲ့အချိန်မှာဟိုအပေါ်ဆုံးထိမှာပေါ့နော်ဒီလိုဟိုတချင်းဖွဲ့တဲ့ဟာနေရာလေးပေါ်လာပြီပေါ့နော်အဲဒါလေးကိုကျွန်တော်တို့ကအချက်နှိမ့်မယ်တချက်နှိမ့်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ added to profile ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိမ့်လိုက်လို့ရှိရင်ကျွန်တော်ရဲ့တချင်းခုနတချင်းလေးကကျွန်တော်တို့ပုံနေမှာဖြစ်ပါတယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့တချင်းနောက်နေလေးတခါလဲမှတ်သွားမယ်ပေါ့နော် ABYSS ဆိုတဲ့တချင်းလေးပေါ့နော်အကောင့်မှာတချင်းလေးထည့်ထားပြီဆိုလို့ရှိရင်ကျွန်တော်တို့အဲ့တချင်းလေးကိုဘယ်လိုဟိုကြည့်လို့ရမလဲဆိုတော့ကျွန်တော်တို့ဒီမှာအပေါ်ဆိုဘယ်ဘက်ထောက်ကညီကြောင့်တို့ကြောင့်နှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးပါပေါ့နော်ကျွန်တော်တို့ my profile ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့ my profile ဆိုတဲ့ဟာလေးကိုနှိပ်ပြီးဆိုလို့ရှိရင်အခုလောက်ကျွန်တော်ပြောထားတဲ့ APYSS ဆိုတဲ့တချင်းလေးကဒီမှာပေါ်နေတာဖြစ်ပါတယ်ပေါ့နော် အဲ့ဒီကိုကျွန်တော်တို့တစ်ချက်နှိမ့်မယ်အဲ့တော့တချင်းကဒီထက်ရောက်သွားပြီဖြစ်ပါတယ်မနော်အဲ့ဆိုတော့ကျွန်တော်မှာအရင်ကထည့်ထားတဲ့တချင်းတစ်ပုဒ်ရှိတယ်အဲ့တချင်းလေးကိုလည်းကျွန်တော်တို့ကကိုလာတချင်းလေးမလို့ချင်းဆိုလို့ရှိရင်ဒီတချင်းလေးကိုကျွန်တော်တို့ကလက်လေးနဲ့ဖိပြီးတော့အပေါ်တင်လဲလို့ရှိရင်ခုနတချင်းလေးကကျွန်တော်တို့အပေါ်မှာရောက်သွားပြီဖြစ်ပါတယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်တချင်းကိုနောက်တစ်ပုဒ်ထည့်ဆန်းပြမယ်ပေါ့နော်အဲ့တော့နောက်တစ်ပုဒ်ထည့်ဆန်းမယ်ဆိုတော့ကျွန်တော်အောက်ကတောင်းထားတဲ့ဗီဒီယို ဒီတချင်းတစ်ပုတ်ကိုကျွန်တော်နှိပ်ကြည့်မှာပေါ့နော်အဲတော့ကျွန်တော်တို့နှိပ်ကြည့်ပြီဆိုတော့ကျွန်တော်တို့အပေါ်မှာပေါ့နော်ခုနအတိုင်းပဲအပေါ်မှာတချင်းဖွဲထားနေရလေးတချင်းနှိပ်မယ်တချင်းနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာ add to profile ဆိုတဲ့ဟာလေးကိုတချင်းနှိပ်လိုက်လို့ရှိရင်ခုနထည့်ထားတဲ့တချင်းလေးပေါ့နော် LU လဲဆိုတဲ့ဟာလေးကိုတချင်းလေးကိုကျွန်တော်တို့ပေးရပါဖြစ်ပါတယ်အဲဒီတော့ add တချင်းလေးကတကယ်ကျွန်တော်တို့ add to profile မှာရောက်နေပြီလားဆိုတာလေးကိုတစ်ချက်ကြည့်ဖို့အတွက် ျွန်တော်မိုင်ပရိုဖိုင်းနဲ့တစ်ချက်ဝင်မယ်ဒီမှာပေါ့နော် RULI ဆိုတဲ့တချင်းလေးရောရုပ်နေပြီဖြစ်ပါတယ်အဲဒီတော့ဒီတချင်းလေးကိုကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ပေါ့နော်အဲဒီတော့တချင်းလေးရောလည်းရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာလေးမှာဘယ်တချင်းကိုမလို့ခြင်းတော့ကိုကျွန်တော်တို့ဖြုတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဖြုတ်မယ်ဆိုလို့ရှိရင်ဒီနေရာမှာပေါ့နော်ကိုတဲတဲ့တချင်းတစ်ပုတ်ကိုနှိပ်လိုက်ပါအဘရော အဲ့တချင်းလေးကိုကျွန်တော်တို့မလို့ချင်းလို့ဘူးဆိုလို့ရှိရင်ဒီအောက်မှာပေါ့နော်ဒီအောက်မှာအဆက်30ရှိတယ်အဆက်30နဲ့ AB ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာပေါ့နော် remove 4 profile ဆိုတဲ့ဟာလေးကိုကျွန်တော်တစ်ချက်နှိမ့်ရလို့ရှိရင်အဲ့တချင်းကပြတ်တော့အဲ့တချင်းကပြတ်သွားမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမှာပေါ့နော်နောက်တစ်ပုတ်လည်းမလို့ချင်းတော့ဘူးဆိုလို့ရှိရင် LUBB ဆိုတဲ့ဟာလေးပေါ့နော်ကျွန်တော်တို့ထပ်ဖြည့်လို့ရရပါတော့ဒီအားလေးကိုတစ်ချက်နှိပ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့အဆက်30ကိုနှိပ်ပြီးတော့ remove for profile ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြည့်လို့ရတယ်။ပြီးလို့ရှိရင်တစ်ချင်းကိုကျွန်တော်တို့က download ဆွဲမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာ save to music ဆိုတဲ့ဟာလေးကိုနေလို့ရတယ်ပေါ့နော်။အဲဒီတော့ကျွန်တော်ကတော့ဒီတဲ့ပုံကိုမဖြည့်ပြတော့ဘူး။အဲဒီတော့ adubb တစ်ချင်းကိုကျွန်တော်ကအောက်မှာပဲလိုချင်တယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒါလေးကိုဖိဖိပြီးတော့ရှိရင်အပေါ်တင်လဲလို့ရှိရင်ကိုတက်တဲ့တချင်းကတခြားသူကကိုယ့်အကောင့်ကိုလာကြည့်လို့ရှိရင်ပုံလေးစီစီနဲ့တချင်းကိုကျွန်တော်တို့အပေါ်မှာထားလို့ရတယ်ပေါ့နော် အဲကျွန်တော်ဒီမှာပေါ့နော်။နယ်လေးလဲခစ်စားနေတယ်ဆိုတော့ပြောလို့ရတယ်ကျွန်တော်တို့ attitude profile ထက်နေလေးကိုမိတ်ဆွေတို့ပြပြပေးတော့ပြပါတယ်ဘလို့ထက်လို့ရတယ်ဘလို့ဖြဲလို့ရတယ်တချင်းကိုဘလို့ကျွန်တော်တို့စိတ်ကြိုက်ရွေးလို့ရတယ်ဆိုတော့ကျွန်တော်ဒီ video လေးမှာ share နဲ့လုပ်ပေးတော့ပြပါတယ်အဲကျွန်တော်ဒီ video လေးမှာတော့မိတ်ဆွေတို့အကျိုးတကူရှိမှဆိုလို့ရှိရင် channel လေးကိုလည်းတခြားသူတွေသိအောင် share နဲ့လုပ်ပေးတော့ပါဦးအားလုံးကျေးဇူးတင်ပါတယ်မိတ်ဆွေရှိတဲ့နေရာလေးပတ်ဆိုင်နေကြပါစေ bye bye